နာဟိဝေရဏဝေရာနိတမန္တိဒကုဒသနံလောကကြီးမှာကလစားခြေချင်းဖြင့်ရံညှိုးဆိုတာပျောက်ကင်းသွားတာဆိုတာဘယ်သောအခါမှမရှိဘူးတဲ့အဝေရဏသံတမန္တိမတုံမပြန်သ í ခံမေတ္တာထားခြင်းဖြင့်သာလဲရံညှိုးဆိုတာငြိမ့်သွားမှဖြစ်တယ်ဒါဟာသဘာဝတရားပဲ အစင်မှန်လောကမှာဖြစ်ပေါ်နေတဲ့သဘာဝတရားကြီးအစ်စ်ဖဲလို့မြတ်စွာဘုရားကဒီလိုဟောတာနော်ဒီနေရာမှာလူတွေရဲ့ရင်ထဲကအမုန်းတရားကိုအခြေခံပြီးတော့ရန်ညှိုးဆိုတာဖြစ်ပေါ်လာဘယ်ဒေသနာမှာပဲဖြစ်ဖြစ်မြတ်စွာဘုရားဟာအဲ့ဒီရန်ညှိုးကိုရန်နဲ့တုံ့ရမယ်လို့ဘယ်တော့မှမဟုတ်ဘူးမတုံ့နဲ့ ခွင့်လို့ချင်းတိခဏ်ချင်းဖြစ်နေရမယ်ဆိုတာဟာသူတော်သူမြတ်တို့ရဲ့လမ်းစဉ်ပဲအဲ့ဒီမှာဒီဇလန်ဖြစ်ပေါ်လာပုံလေးကိုမြတ်စွာဘုရားကလက်တွေ့ကြကြခေါ်ပြတာကတော့ဇလန်လေးတစ်ခုအကျဉ်းချုပ်ပြောရမယ်ဆိုလို့ရှိရင်လူတွေရဲ့တဘာဝဟာမခံခြင်းစိတ်နဲ့ တဖက်သားကကိုယ်ကိုဒုက္ခရောက်အောင်လုပ်ရင်ပြန်ပြီးတော့လုံးရမှခြေနဲ့တယ်လုံးရမှခြေနဲ့တဲ့အခါကျတော့သူ့လုံးကိုယ်လုံးအတုံးအလဲတွေဖြစ်ပြီးတော့နေအောင်စလုံးဒုက္ခရောက်ကြတယ်ကြောင်းနှကောင်ကြိုက်တယ်လို့ပဲနှကောင်စလုံးလုံးပြီးတော့လိမ့်ကြသွားတာနော်အေးဒီဇလန်းလေးမှာတာဝတိမြို့မှာမိသားစုတူရှိတယ်အဲ့ဒီမိသားစုမှာ ထမအမျိုးသားတယောက်ဟာအိမ်တော်ပြုလို့စိတ်မရှိဘူးသို့တော်သူ့မိဘကအတင်းပေးစားအိမ်တော်ချထားလို့အိမ်တော်ပြုနေရသူအိမ်တော်ပြုဖေးမဲ့လို့သူ့ရဲ့အိမ်တော်ပဲအမျိုးသမီးကသားသမီးမထွန်ကားဘူးရှေးခေတ်ကချမ်းသာကြွယ်ဝတဲ့လူတွေဟာသားသမီးမထွန်ကားဘူးဆိုရင်သူတို့ရှာဖွေထားတဲ့ ငွေချေးဓနာတွေပေါ်မှာဆွဲရင်တော့ကရောက်ချတယ်ဟုတ်ဘသူပေးခဲ့ရမလဲဆိုအေးဒီကနေ့ခင်မှာတော့ညမလူမျိုးတွေတော့ဒါပြသနာတိတ်မရှိဘူးလူပြစ်ခဲ့မယ်ဆိုတဲ့ရင်ထဲမှာရှိတယ်နော်အဲသူတို့ကြတော့သာသမီမထွန်းကားလို့ရှင်အမွေခံဆိုတာပြတ်သွားအဲ့ဒါကိုအကြောင်းပြုပြီးတော့မိဘလုပ်တဲ့ပုဂ္ဂိုလ်ကတိုက်တွန်းတယ်နောက်အိမ်အောင်ပြုတ်ဖို့တိုက်တွန်းတယ် တာသမီမထွန်းကားရင်ရှာထားတဲ့ပစ္စည်းတွေကုန်ဆုံးလိမ့်မယ်မင်းပန္နာဖြစ်လိမ့်မယ်အဲ့ဒါလို့တိုက်တွန်းတာကိုလက်ရှိဇနီးကကြားသွားတဲ့အခါမှာသူသဘောကျတဲ့အမျိုးသမီးတယောက်ကိုသူ့ဘာသူခေါ်ပြီးတော့နော်အိမ်တော်မှုအပြိုင်အနေနဲ့သူ့အမျိုးသားနဲ့ပေးစားပြီးတော့တူတူနေလိုက်ကြသို့သော် ူဟာတကယ်မေတ္တာစေရနာနဲ့မဟုတ်ဘူးသူ့မှာတောကတစ်ခုဖြစ်လာတယ်။နောက်အိမ်အောင်ကသာသမီထွန်းကားလို့ရှိရင်ပစ္စည်းဥစ္စာတွေနောက်အိမ်အောင်ကအကုန်ပိုင်သွားလိမ့်မယ်။သူ့အတွက်ဘာမှရမှာမဟုတ်ဘူး။ဒါအိမ်ထဲထုံးစံကအတန်နော်။သာသမီထွန်းကားမှဒီမိသားစုရဲ့ပစ္စည်းတွေကိုအမွေပိုင်ခွင့်ရှိတယ်ပေါ့။ တန်တူမထွန်းကားတဲ့အမျိုးသမီးဟာအမွေပိုင်ခွင့်မရှိဘူးအိန္ဒိယရဲ့လူနေမှုထုံးစံဒါကြောင့်မို့သူကစိတ်တော့ကရောက်လာတော့အိန္ဒောင်ကပြန်တန်တူထွန်းကားလို့ရှင်သူကလက်မဲ့ဖြစ်သွားတော့မှာပဲဆိုအဲ့ဒီအတွေးဟာသူဆဲမှာကြောက်လို့ဒီအတွေးရောက်လာတဲ့အခါဘာလုပ်တော့သူကိုယ်တိုင်ပြစားထားတဲ့နောက်အိန္ဒောင်အမျိုးသမီး ကိုယ်ဝန်ကြသေးတွေတိုက်တယ်ကိုယ်ဝန်မရအောင်သူကဖန်တီးတယ်နော်သူ့ကိုပြောထားပြီးအစာထဲမှာဆေးခတ်တယ်အဲ့ဒါလို့ဆေးခတ်တဲ့အခါပထမအကျဉ်းပြက်ဒုတိယအကျဉ်းပြက်တတိယအကျဉ်းကျတော့သူ့လက်ချက်ဆိုတာသိတော့သူ့ကိုမပြောဘဲနဲ့နေတဲ့အခါမှာကိုယ်ဝန်ဟာအရင်မှဖြစ်လာတဲ့အခါနောက်ကျပြီးတော့ဆေးတိုက်တော့မိခင်မှာ အသက်ပြောင်းရမယ်အနေထားမျိုးရောက်သွားစဉ်းစားကြည့်နော်အဲ့ဒါကံတရားဆိုတာဟာသူများကိုဒီလိုဖြစ်အောင်လုပ်ရင်သူများကိုဒုက္ခရောက်အောင်လုပ်လို့ရှိရင်အဲ့ဒီဒုက္ခဟာအလားတူကိုယ်စီရောက်တတ်တယ်ဒုက္ခရောက်တတ်တယ်ဒါကံရဲ့သဘောတရားအဲ့ဒီလိုကိုယ်ဝံပြက်အောင်လုပ်တဲ့အခါမှာကိုယ်ဝံပြက်ရုံမကမိခင်ရော ဆုံးရှုံးသွားတယ်အသက်ပါသွားတယ်နော်ကလေးရောမိခင်မှာအသက်ဆုံးသွားတယ်အဲ့ဒီလိုအသက်ဆုံးသွားတော့သူ့တစ်ချက်နဲ့အသက်ဆုံးရတယ်ဆိုတာဟိုမျိုးသမီးကလုံးဝမချေနပ်ဘူးရင်ထဲနှလုံးထဲမှာအခုခံဖြစ်သွားတယ်အဲ့ဒီအခုခံဖြစ်သွားတော့ဒီကနေ့မှအန်ချိတ်ပြီးတော့တည်သွားတယ်ခုခေပြောရလို့ပေါ့ တခွေကြတော့တွေ့ရမယ်ပေါ့နော်စိန်ခေါ်ရင်တိမ်မော်ထီအောင်လိုက်မယ်ဆိုတဲ့အပြောမျိုးတွေနဲ့ပြောတယ်။နောက်တခွေကြတော့တွေ့မယ်ဆိုအန်ကျိတ်ပြီးတည်သွားတဲ့အခါမှာမကောင်းတဲ့စိတ်နဲ့တည်တာပဲလေ။တည်တော့ဘာဖြစ်တော့ဆိုအဲ့ဒီအိမ်မှာပဲသူကကြောင်မှသွားဖြစ်တယ်။ကြောင်မှသွားဖြစ်တယ်။ခုနကသူ့ကို ုက္ခပေးတဲ့အမျိုးသမီးကသူဒုက္ခပေးတာသိသွားတော့သူရဲ့အိမ်တော်ဘက်ကသူ့ကိုရိုက်နဲ့ဒုက္ခပေးလိုက်တဲ့အခါသူလည်းသိမကြအောင်ဆုံးသွားဆုံးတဲ့အခါမှာဖြစ်အဲ့ဒီအိမ်မှာမွေးတဲ့ချက်မှသွားဖြစ်ပြန်ကဲကြောင်တဲ့ချက်တွေးကြပြန်ရောဒီတဘဝမှာလက်စားမချေရရင်အခဲမချေတဲ့အခါဘဝကုပြီးလက်စားချေတယ် ကျောင်းမကကျက်မကဥသမျာဥတွေကုံစားရုံမြတ်ကကျက်ကလေးတွေနဲ့စားပြစ်တယ်နောက်ဆုံးကျက်မကိုပါစားဖို့ကြိုးစားလာအဲ့ဒီအချိန်မှလဲကျက်မကငါဥတွေလည်းစားတယ်ငါကလေးတွေလည်းစားတယ်အခုငါ့ကိုစားတော့မယ်ဒင်းတော့တိစေမယ်ပေါ့တကွေ့ကြရင်ငါလက်စားချေမယ်ကြောင်နဲ့ကျက်ဆိုတော့ ဟုတ်လားဒီနေရာမှာကြောင်ကနိုင်နေတာအဲ့ဒီချက်ကမကျေနပ်မှုနဲ့တည်သွားပြန်တည်သွားတော့ဘာသွားဖြစ်တော့ဆိုတော်ထဲမှာချက်သစ်မှသွားဖြစ်ပြန်အဲ့ဒီလိုချက်သစ်မှသွားဖြစ်ခုနကကြောင်ကတည်သွားတဲ့အခါမှာဖြစ်တော့ဆိုရင်တော်ထဲမှာပဲတမင်သွားဖြစ်ပြန်ချက်သစ်နဲ့တမင်သွားတွေးချပြန်ပါမအားဖြင့် ဒီတရဝါးတွေဟာအချင်းချင်းတတ်စားတယ်လို့ဒီလိုပြောအပ်ပေမဲ့လို့အမုန်းတရားနဲ့လှုပ်ကြတာဖြစ်တယ်စဉ်းစားကြည့်နော်တတ်စားခံရတဲ့သူအကောင်ကမျက်လုံးပြူးပြီးတော့မကျင်နှက်ဖက်သေးွားတာလေခြေခြေနဲ့နဲ့ကြည့်သူအစားခံတာပဲဟုတ်မလားကျွဲကြီးတွေခြေနေကအကိုက်စားနေတယ်ကျွဲကြီးတွေကမျက်စောင်းထိုးပြီးတော့တေးွားတာပဲ အဲ့ဒါကနောက်တစ်ချိန်ကျကလဲစားချိန်ပါပဲဖြစ်တယ်ဗောဘဝတွေမှာကလဲစားချိန်ကြတယ်အေးစတိကအဲ့ဒီသမင်နဲ့တွေ့တဲ့အခါမှာတပြင်းသမင်နဲ့တွေ့ရင်သူအစာဝါရင်လိုက်ချိန်ပါလိုက်ပဲသူရဲ့ရံပဲဖြစ်ခဲ့ဘူးတဲ့သမင်မြင်လိုက်တာနဲ့ပဲနော်တန်တရားကပါလာတဲ့အညူအတေးချောင်မလို့ချက်ချင်းပဲသက်စာပြဖို့ရစိတ်ကတ ဆုံးဖြတ်လိုက်တယ်အေးတမင်မမွေးလာတဲ့ကလေးတွေလည်းစားပြစ်တယ်နောက်ဆုံးတမင်မကြီးကိုယ်တိုင်ကိုစားပြစ်လိုက်တယ်မချေနပ်ဘူးတမင်ကတည်သွားတဲ့အခါမှာလည်းပဲသူ့သားသမီးတွေလည်းစားတယ်သူ့လည်းစားတယ်ဆိုတော့ဒီချက်သက်မှအပေါ်မှာလုံးဝမချေနပ်ဘူးအခုခံအခဲရင်ထဲနှလုံးထဲကမချေမချမ်းနိုင်ဖြစ်ပြီးတော့သူကတည်ဆုံးသွားတယ် ေဆုံးသွားတော့တမင်မကဘလူးသွားဖြစ်ပြီးတော့ကျက်သစ်မကလူ့ဘွာရောက်လာပြန်တွေ့ချပြန်ပြီတခွေ့စဉ်းစားကြည့်ကလေးသားခြေတယ်ဆိုတော့ဘရောမမဆုံးနိုင်သူနိုင်သူလုတ်ကိုနိုင်ကိုခါကိုနိုင်ရင်ကိုလုတ်တယ်သူ့အလက်ကိုလက်ဆိုရှိနေပါအဲ့ဒီလိုမကြေနိုင်မချမ်းနိုင်ရင်ထဲကအမုန်းတရားတွေနဲ့ကလေးစားခြေလိုက်ကြတာ အဲ့ဒီမှာဒီလမင်းမကဘလူးဖြစ်ပြီးတော့ချက်သိမ်းမကလူသားဖြစ်တာလူသားဖြစ်တဲ့အခါကျတော့ဘလူးကအဲ့ဒီမျိုးသမီးဘွေလိုက်ဘွေလိုက်လာပြီးတော့သူကကလေးတွေစားပြစ်တယ်တကယ်ကိုမိတ်ဆွေရင်းချခဲ့သူလူရောင်ဆောင်းလာပြီးတော့ ကလေးကိုပွေ့ချီတဲ့သဘောမျိုးလုပ်ပြီးတဲ့အခါမှာဒီကလေးကိုသူ့ရှိမှာပဲတွေ့ရင်တန်ရင်နဲ့ကြွကြွဝါဆပ်လိုက်တယ်ပထမတစ်ချိန်အစာခံလဲရတယ်ဒုတိယတစ်ချိန်အစာခံလဲရတယ်တတိယအချိန်ရောက်တဲ့အခါမှာလူမသိသူမသိတဲ့နေရာသွားပြီးပုံမယ်သာသမီတိုင်းအစာခံနေရတော့ကြောက်ရွံ့ပြီးတော့တနေ့ရသွားပုံတယ် အဲ့ဒီအချိန်မှာကောင်းကောင်းတာကဘာလို့ဆိုရင်ဘလူးတွေဟာဝိသောနမင်းကြီးရဲ့အမှုတော်ကိုထမ်းကြရတယ်တဲ့သူဟာလည်းပဲဝိသောနမင်းကြီးရဲ့အမှုတော်ကိုထမ်းဖို့တောင်းဝန်ကြတဲ့အခါမှာအမှုသွန်ထမ်းနေတဲ့ရှစ်ပိုက်တွေမှာဒီမျိုးသမီးကသာသမီဖွာလိုက်တော့ရုပ်တရက်သူအစာမခံရပဲနဲ့လွတ်နေတယ်သို့တော့လွတ်ပြီလို့ထင်ပြီး ပြန်လာတာနဲ့ဟိုကလုပ်ငန်းကထွက်လာတာနဲ့တွေ့တဲ့အခါမှာစားမလို့ဝါမလို့လိုက်တာကိုမြင်လိုက်တာနဲ့သိတော့စေတဝန်ကျောင်းသားမအရောက်မြတ်စွာဘုရားသခင်ကိုရောမြတ်တရားဟောတဲ့ဘက်ကိုလူပရိသတ်ကြားတဲ့ဝင်ပြေးပြီအဲ့ဒီမျိုးသမီးဟာအရှင်ဘုရားကယ်တော်မူပါဆိုပြီးတော့သူ့ကလေးလေးကိုမြတ်စွာဘုရားရဲ့အခြေအမှချချပြီးမြတ်စွာဘုရားကိုလှူပါတယ် တပည့်တော်မွေးတိုင်းမွေးတိုင်းဘလူးမကစားတယ်အခုလည်းဘလူးမလားနေပါပြီမြတ်စွာဘုရားကိုလှူပါတယ်အဲ့ဒီမှာဇေရွန်အကြောင်းထဲမှာတကားမုတ်မှာစောင့်တဲ့နတ်ကဘလူးမကြီးကိုဝင်ခွင့်မပြုဘူးနောက်မြတ်စွာဘုရားကရှင်အနန္ဒာကိုခေါ်ခိုင်းလိုက်တဲ့အခါမှာဘလူးမဝင်လာဝင်လာတော့အဲ့ဒီအမျိုးသမီးကကြောက်လိုက်တာအရှင်ဘုရားတပည့်တော်ကလေးတွေစားသွားတာသူ့ပါပဲဘုရား မြတ်စွာဘုရားကမကြောက်နဲ့လို့ဆိုပြီးအဲ့ဒီမှာဓိဋ္ဌိတနာတော်ကိုဟောပြတာဖြစ်တယ်နော်အခုလိုကလေးစားခြေနေလို့ရှိရင်ဘယ်တော့မှမဆုံးနိုင်ဘူးတို့နဲ့တူအညိုတေးတွေနဲ့ကလေးစားခြေချလို့ရှိရင်လောကကြီးဟာဘယ်တော့မှမဆုံးနိုင်တဲ့အမုန်းတန်တရားဆက်ကြီးထဲမှာရောက်ရှိပြီးတော့ခြားရဟစီရတယ်လို့ပဲအထက်ရောက်လိုက်အောက်ရောက်လိုက်နော်ဘယ်တော့မှ မဆုံးနိုင်တဲ့အမုန်းတရားနဲ့တန်တရားလဲနေကြအောင်မဆိုတာရသဖြာကတရားပြတယ်။အဲ့ဒီနေရာမှာသူတို့ယင်တဲ့ကအမုန်းနေရဆိုင်တော့အောင်မဟာကရုဏာတော်နဲ့ရသဖြာဆုံးမစကားကိုပြောတာ။နာဟိဝေရေနဝေရာနိတမန္တိတကုရသနာအခုလိုကလေးစားချိန်နေမယ်ဆိုရင်ဒီရန်ညိုးတွေဟာဘယ်တော့မှပြောက်မှာမဟုတ်ဘူး။အဝေရဏစရန်ညိုး ကလေသာမချေကြနဲ့တူတူမေတ္တာထားအကျဉ်းနာတရားပွားကြလို့ဆိုပြီးမြတ်စွာဘုရားရဲ့ဆုံးမစကားကြောင့်နှစ်ဦးလုံးဟာရှင်နဲ့ကအမုန်းနေငြိမ့်သွားကြတယ်။အဲဒီလိုငြိမ့်သွားမှသူတို့ရဲ့ဒီအမုန်းတန်တရားနဲ့ကလေသာချေတဲ့တန်တရားကြီးဟာဆက်ပြတ်သွားတယ်။